ြန်မာအပေါ်လုံးသင်းဖန်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ HMF Channel ရနေကြိုဆိုလိုက်ရပါတယ်ဒီနေ့အားလုံးသိကြတဲ့အတိုင်း match day ပါနော်ထိုင်းနိုင်ငံကနေအရှင်ဖြစ်ကျင်းပနေတဲ့2025 CK ရဲ့မြို့သမီးဘောလုံးသင်းတွေရဲ့အုပ်စုပြီးပွဲစဉ်တွေရှိပါတယ်ဒီနေ့ဒီဇင်ဘာလ17ရက်ညနေ3:00နာရီခွဲမှာကျွန်တော်တို့ရဲ့မြန်မာလယ်ရှင်မျိုးသမီးဘောလုံးတင်နဲ့ဘီနန်လယ်ရှင်မျိုးသမီးဘောလုံးတင်တို့ရဲ့အောက်စုတက်ရင်အဆုံးဖြတ်ပွဲစဉ်လေးရှိပါတယ်။ဒီပွဲစဉ်ကို MRTV, MRTV4 HDV စတဲ့ရုပ်သံလိုင်းနေရာနဲ့တိုက်ရိုက်အထုတ်လေးပြသသွားမှာဖြစ်ပါတယ်။ဒီနေ့ဘီနန်မျိုးသမီးနဲ့ကစားမဲ့ပွဲစဉ်ဟာကျွန်တော်တို့မြန်မာလေးစဉ်မျိုးသမီးဘောလုံးသင်းတွေတော့ဘောလုံးပွဲလိုပဲရှင်ပြိုင်ကစားသွားရမှာကိုကျွန်တော်ပိတ်သက်တီအားလုံးသိကြတဲ့အတိုင်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာကျွန်တော်တို့မြန်မာလေးစင်မျိုးသမီးဘောလုံးတင်ဟာပြီးနံလေးစင်မျိုးသမီးဘောလုံးတင်ကိုတေးကစားရုံနဲ့အုပ်စုတက်မဲ့အခွင့်အရေးရှိပါတယ်။ တေးကစားရုံနဲ့အုပ်စုဘူးနဲ့တက်ခွင့်ရမယ်အခွင့်အရေးရှိနေပေမဲ့လို့ဘီအန်အန်လိုအသင်းကိုတေးခံကစားသွားဖို့ကတော့အဆင်မပြေလာပါဘူးဝင်းတင်ကီဂျွန်းတယောက်တည်းအထောင်ထားပြီးခံစစ်အသင်းနဲ့ကစားသွားရင်တော့တေးကြပေါ့ရှုံးမှာပါတောင်မန်တိုက်စစ်တွေနဲ့ညက်ပြီးတိုက်စစ်စဉ်ကစားသွားမယ်ဆိုရင်တော့ဘီအန်ပြသွားနိုင်ပါတယ်တပတ်တင်းကမာရီကျိုးကြီးကစားလာတဲ့အခါဘီအန်တင်းဟာပြာပြီးအမားတွေအများကြီးလုံမိတာကိုတွေ့မြင်ရပါတယ် ပရိသတ်ကြောက်တတ်တဲ့ဘီနန်ကိုကျွန်တော်တို့ပရိသတ်တွေနဲ့ခြောက်လှန့်ရမှာပဲပရိသတ်ဘက်ကတော့အမြဲတမ်းတာဝန်ကျပြီးသားမို့အဲ့ဒီအတွက်စိတ်ပူစရာမလိုပါမြမလန်ကိုလွတ်ပြန်ဆုံးလွတ်တင်ပြီးဘီနန်ကိုခြောက်လှန့်ကြမှာတော့အသေးချပါပဲမြမလန်ရဲ့အမျိုးသမီးတေးအနေနဲ့အမားများစွာမလုပ်မိဖို့ပဲကြည်ကြည်ပါတယ်ဒီနေရာမှာနီးပြရဲ့အခန်းကဏ္ဍကအသက်ဝင်လာပါပြီနီးပြဦးကြောင်းကြောင်းလေးဖာမလို့ဖို့တော့လိုပါတယ် နီးပြအူကြောင်ကြောင်လေးထလုပ်တာနဲ့အရန်နီးပြတွေကထပြောကြပါဒီပွဲဟာအုပ်စုပွဲဖြစ်ပေမဲ့ဘိုလ်လူပွဲပါပဲဒီပွဲနိုင်ရင်ခြွေရဖို့ကတည်ကြသလောက်နီးပါဖြစ်နေပါပြီစီးကိန်းပြိုင်ပွဲတစ်ချောင်းမှာမြန်မာလေရေးစွေမျိုးသမီးတင်းဟာဘီနန်လေရေးစွေမျိုးသမီးတင်းကိုအနိုင်မရခဲ့ဘူးပဲလို့ပြီးခဲ့တဲ့2022ခုနှစ် AFF Women Championship မှာ ဘီနန်တင်ကိုကျွန်တော်မြန်မာလဲရှင်မျိုးသမီးတင်ကလေးကိုသုံးကိုနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုသတိရနိုင်မယ်ထင်ပါတယ်။ဘီနန်လဲရှင်မျိုးသမီးလဲရှင်တင်နေနေကလည်းအနိုင်ရရင်အုပ်စုတက်ခွင့်ရှိနေတာမို့ဖီအားများစွာနဲ့အသေးချာကစားတော်မှာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ကဲပါတေးရီတွေပါတွေလုံနေပါနဲ့။ဘီနန်လဲရှင်မျိုးသမီးဘောလုံးတင်ကိုကျွန်တော်တို့အသေးကိုပြအနိုင်ရရှိပြီးစီကိန်းပေါ်လူပွဲစီကိုချစ်တတ်ကြမယ်ဗျာ။ အဆုံးထိကြီးစုနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မြန်မာဖန်ပရိသတ်ကြီးအားလုံးကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်တို့ရဲ့မြန်မာလက်ရုပ်ရှင်မျိုးသမီးပေါ်လုံးတင်အောင်မြင်ပါစေခင်ဗျာ။